ခေပေါ်တခြင်းလည်းကြိုက်တယ်ဒါပေမဲ့မြမသားနေကိုပိုကြိုက်တယ်လူပညာတခြင်းဆိုတာလည်းလုံမယ်ပြုတ်ဆောင်လည်းလုံဒီနေ့ကတော့အနိတနာဆိုးနဲ့ကိုလာပြီလို့နဲ့ဇလန်းတွဲလေးရိုက်မှာဖြစ်ပါတယ်ဟုတ်ဒါကတော့ကြော်ညာလေးရိုက်နေတဲ့ကိုလာပြီတော့ခေါ်လို့ဒါလိုက်ရပြီလားဒါတခြင်းဆိုတဲ့ပွဲလည်းရှိတယ်ဒါမှမဟုတ်ကြော်ညာလည်းရှိတယ် တလာဟိုတချင်းဆိုတဲ့ဘွယ်ရင်အတက်လည်းများတယ်ကြောင်ညာလည်းရိုက်တယ်ဟုတ်ဟုတ်ဘုံတချင်းဆိုတဲ့ကောင်လည်းပြောကြတယ်ဟုတ်ဘလူရောတချင်းတောင်းကြလဲဘာချင်းတောင်းကြလဲအာချင်းဘာချင်းတောင်းလဲဆိုတော့အစုံမဲမြန်မာတန်ရင်ရောက်ပေါ်တဆမွေးရှင်တော့ပွဲတွေခဏနိုင်ဆမွေးမရှင်တော့လိုက်တယ် ဘာအောက်ကနေပြီးလကောက်တွေလည်းတီးပေးတယ်ကလည်းကပေးတယ်ပြောလေဟုတ်လားလက်ကောက်ရတီးဝိုင်းကတယ်ဖောင်းမွေးနေဆိုတဲ့ကလေးလေးသူပြောတယ်ဟုတ်လားဟုတ်ဟုတ်လားဒါဒီမျိုးခုနကမကြောင်းနဲ့ရိုက်လာရတယ်ဒါအရင်ကဒီလိုမျိုးလေးဖြစ်ချင်တဲ့ဆန္ဒရှိတာရှိတယ်ဆောင်းဝဲတရှိနေဆိုမယ်ဆိုတာဩဒါစဉ်းစားမိတယ်စဉ်းစားမိဟုတ်လားဒါကအင်းခုနှစ်နှစ်ရှင်းနေလောက် ဆရာမဒါတချင်းဆိုတာလေးတွေတွေ့တယ်ဒါဗီဒီယိုလေးတွေတွေ့တော့ဒါအပိတ်ကြတယ်မြမတန်စင်ခေပေါ်တချင်းနဲ့ကြိုက်တယ်ဒါပေမဲ့မြမတန်စင်ကိုပိုကြိုက်တယ်อืมไม่ย่าดีเนาะเปลี่ยนไปแล้วจัดเลยตะแยกตะแยกเนี่ยตาลงแล้วลงแล้วดิ အနေမြင့်အတက်ကြရောဒါတရားဖက်ခွာလေးရှင်တာဘယ်နောက်မှလေ့ကျင့်ပေးတဲ့လူရှိတာဒါဘယ်လိုလဲမရှိဘူးဒါကြောင်းပြန်လာရင်ပွဲလေးရှိရင်တချင်းနေပါလေ့ကျင့်တယ်အိမ်မှာနေတချင်းစိုးပြစ်တယ်ကျောင်းပြန်လာတဲ့ချိန်တော့အဲ့လိုတောင်းပြောပြပြီးတမသိတဲ့ဟာတွေဟုတ်ဘယ်လိုပြောပြလဲဆိုတော့ဒီနေရာမှာဒီလိုမျိုးလောက် ီနေရာမှာလူမျိုးစုလို့ပြောတယ်ဟုတ်လူပညာတချင်းဆိုတာလည်းလုံမယ်ပြုံးဆောင်လည်းလုံဟုတ်ရှိတယ်အဲ့ဒါမှညမာတန်စင်ရောခစ်ပေါ်သားပါသားပါလုံးလုံးတောက်ချစ်ပေးကြတဲ့လူတွေတွက်လေသားပြော်ပါတယ်တယောက်စားရတော့အတန်အနေထားရဲ့မျက်နာအမူအရာလောက်ကဲ ကျင်းဆိုတာကတော့အဲအတန်အနေထားလောက်ကတယ်ရုပ်ဆောင်တော့ဘုခတ်တယ်ဘယ်ဘယ်ဘယ်ပိုင်းနေခတ်လဲအင်းဘယ်ပိုင်းနေခတ်လဲဆိုတော့အတန်အနေထားလောက်ကတဲ့နေရာမှာခတ်တယ်စကြက်ခတ်တယ်ရှိတယ်ဘယ်နှခေါက်လောက်ပြင်ရရလဲစကားတစ်ခါပြောရဲอืม3ခေါက်4ခေါက်လားဟုတ်အဲ့တော့တေးဆောင်ရတာစိတ်ဖြစ်လား မြင်ဘူးပြောတော့ပြောတယ်ပေါ့ဖတ်ပြီးမယ်ဟုတ်နောက်ကြော်ညာလေးတွေလည်းရှိတယ်အတချင်းနဲ့ပတ်သက်ပြီးတော့အဲဝိန်ဖူးကနေပြီးတော့တော့အတချင်းဆိုကန်လန်းတာဒါတချင်းနဲ့ထွက်ရင်လည်းတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်နောက်ပိုင်းတရုပ်ဆောင်လာပို့လို့ဖြစ်မလားအရှင်းဆိုတာပို့လို့ရတော့နှစ်ခုစလုံးပို့လို့စရိုက်လို့